ဉာဏ်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမုန်းတဲ့ပုဂ္ဂိုလ်မရှိအောင်ရင်ထဲမှာမုန်းစိတ်ကုန်အောင်မေတ္တာပွားရမယ်လို့ဆိုအဲ့ဒါလို့အဒေါသဆိုရဲမေတ္တာတရားပွားလိုက်ပြီဆိုရင်ကိုယ်ရင်ထဲကဒေါသဟာလည်းစင်ကြယ်သွားတာပဲတန်ရှင်းသွားတာပဲအဲ့ဒါလို့တန်ရှင်းအောင်လုပ်ရမယ်လို့ဆိုလိုတယ်ပေါ့နော်နောက်တစ်ခုကကိုယ်ရင်ထဲနှလုံးထဲမှာအမှန်မသိလို့တွေးဝေးနေတာမျိုးတွေဖြစ်တယ် မောဟဆိုတာတိတ်မသိတာမသိတာဘူးဆိုတော့တွေးဝေးတယ်ဆိုတာဘာကိုပြောတာတော့ဆိုဆုံးပြတ်ချက်မချနိုင်ဘူးအလုတ်တစ်ခုလုတ်တဲ့သလားမလုတ်တဲ့ဘူးလားမဆုံးပြတ်နိုင်ပြောတဲ့သလားမပြောတဲ့ဘူးလားစဉ်းစားခေါင်းကုတ်ချင်နိုင်ကုတ်အဖြေမထွက်ဘူးအဲ့ဒါကိုတွေးဝေးနေတယ်လို့ခေါ်တယ်တွေးဝေးတဲ့နေရာမှာပဲရက်နေသလားလို့ဆိုမဟုတ်ဘူး လုံးတင်တာနဲ့မလုံးတင်တာမသိဘူးမသိတဲ့အခါကျတော့မာရွေနဲ့ဆုံးဖြတ်ချက်တခုအဝင်လာတယ်မလုံးတင်တာကိုလုံးတင်တယ်လို့ထင်လာတယ်လုံးတင်တာကျတော့မလုံးတင်မှုထင်တယ်အဲ့ဒါမောဟရဲ့တတ္တိပဲအလွဲမားတွေကိုလုံးလိုက်တယ်လုံးလိုက်သည့်အတွက်ကြောင့်လုံးလိုက်တဲ့အချိန်တုန်းကမသိဘူးအကျိုးပေါ်ထွက်လာတော့ပြဿနာတက်လာပြီဆိုတော့မှအဲ့ဒါမောဟသမားဟာဘယ်အရာပဲဖြစ်ဖြစ်ပြောလိုက်တဲ့စကားလည်းပဲ 各有各害，偏的。